၃နှစ်ကြာပဋိပက္ခကိုအမြန်ဆုံးသက်စေလိုကြောင်းထရန်ပြောကြောင်း၃နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ရုရှားယူကရိန်းပြည်ပခါကိုအမြန်ဆုံးသက်စေလိုကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားလာတာကို CNN သတင်းမှရေးသားထားပါတယ်။သမ္မတရေကောက်ပွဲအတွင်းမဲဆွေစင်ကာလာတွင်ဒေါ်နယ်ထရန့်ကရုရှားနဲ့ယူကရိန်းကြားဆက်ပွဲကိုတရက်အတွင်းအမြန်အဆုံးသက်စေရမယ်ဆိုပြီးကြွားလုံးထုတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ထရာဒုတိယသမ္မတသက်တမ်းတာဝန်ထမ်းဆောင်နေတဲ့ရက်တရအတွင်မှာရုရှားယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ကိုမစိုးထားနိုင်အပြစ်ခတ်ရက်စဲရေးအတွက်တောင်းညှော်မှန်းထားတာထက်အခက်ခဲနေတာကိုတွေ့ရပါတယ်ထရာကတရားမျှတမှုရှိဖို့ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစီကိုဥတည်သွားနိုင်မယ်အပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ကိုကြားထဲကပွဲစားလုပ်ပြီးဖြည့်ရှင်းပေးနိုင်ပေမယ့်ထင်ထားသလိုအမှန်တကယ်တိုးတက်လာမှုမရှိသေးတာကိုတွေ့ရပါတယ် အမေရိကန်ကသက်ဆိုင်ရာစွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေပြင်းထန်မထားကြဘူး။ဂျာဝင်စစ်ဆန်ထားတဲ့သဘောတူညီချက်ကိုမလိုက်နိုင်ကြတာကြောင့်များစွာဆက်ပြတ်မိတယ်လို့ထရကာဆိုပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။